ဒီကနေ့နိုဝင်ဘာလ၁၂ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေအကြောင်းပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ဒီပူပီသတင်းထောက်မော်ဝေဝေကိုဒီပူပီစတူဒီယိုကနေတိုက်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်ရှင်။မင်္ဂလာပါမော်ဝေဝေဒီကနေ့မှာရောဘလို့ထူးခြားသတင်းတွေပြောပြပေးဖို့ရှိနေလေရှင်။ ဟုတ်ကဲ့ပါထူးခြားသတင်းအနေနဲ့ကပေါ့နော်ဒီမနေ့ကပြီးခဲ့တဲ့စက်တရနေ့ရဆိုလို့ရှိရင်ဒီနမဲကျော်အဆိုတော်တွေနဲ့ပေါ့ဒီရွေးကောက်ပွဲကိုဝါရဖြန့်မှုအတွက်ဗီဒီယိုဖိုင်ရုပ်သံဖိုင်တစ်ခုကိုဒီစစ်တပ်ရဲ့ဝါရဖြန့်ရုပ်သံ channel တွေမှာထုတ်လွှင့်ခဲ့ပြီးတဲ့နောက်မှာပဲပေါ့နော်အဲဒီကနေ့စနေရနေ့မှာဆိုလို့ရှိရင်လည်းဒီနမဲကျော်တရုတ်ဆောင်တွေအကယ်ဒမီတရုတ်ဆောင်တွေနဲ့ထပ်မံပြီးတော့ပေါ့နော်ဒီရွေးကောက်ပွဲဝါရဖြန့်မှုအတွက်မဲဆွယ်စည်းရုံး မက်ဆက်စီယုံနဲ့ဆိုတာတက်ပေါ့နော်မဲပေးဖို့စီယုံနဲ့ဒီရုပ်သံဖိုင်ကိုလည်းထပ်မံထုတ်လွှင့်ခဲ့တာရှိပါတယ်အမနည်းအားဆိုလို့ရှိရင်ဒီနမဲကျော်အစိုးရတွေပေါ့နော်ဒီပြိတ္တခိုင်မာရရှိထားပြီးသားနမဲကျော်အစိုးရတွေဖြစ်တဲ့ဒီအောင်လာဖိုးကာရဲရင်အောင်အောင်ထက်ဝေလာဖြိုးပြေစုံနောင်ဟန်နေတာအမျိုးသမီးတွေပါဆိုလို့ရှိရင်လည်းနီနီခင်စောချမ်းမြင့်မောင်ချိုမိဆန်နီမီလာတန်စင်အိမ်ချစ်အဲဒါတွေပြုံးပေါ့နော်တခြားသောဒီအဆိုရှင်တွေပေါ့အများကြီးပါဝင်တဲ့ဒီရုပ်သံဖိုင်နဲ့ဒီစီယုံနှုံဆော်ရဲပေါ့နော်မဲပေးဖို့စီယုံနှုံဆော်ရဲရုပ်သံဖိုင်တစ်ဖိုင် င်ကိုထုတ်လွှင့်ခဲ့တာပါပေါ့နော်ဒီကနေ့မှာကျတော့ဒီတကယ်ဦးမနာမည်ကျော်ကြားတဲ့အမှုပညာရှင်ဖြစ်တဲ့ခိုင်သိန်းကြီး Twin Drabo ဖူဖွေးဝင်းမုံရွှေကြီးအဲဆုပြေသဇင်ရွှေမုံရည်တင်ဆောင်ဝင်းကျော်အေးမြတ်သူအဲဒါရီပြင်ဦးမအမျိုးသားတွေဆိုလို့ရှိရင်အောင်ရဲလင်းထွန်းထွန်းစန်းဆိုင်ခန့်လိုင်းပိုက်တကွန်အလင်းရောင်အဲတခြားတခြားတော့ပေါ့နော်ဒီနာမည်ကျော်ပြည်သက်အခိုင်အမာရရှိထားတဲ့အမှုပညာရှင်တွေကိုသုံးပြီးတော့ဒီစစ်တပ်ကသူတို့ရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ရုပ်သံဖိုင်ကိုရိုက်ကူးခဲ့တာပါပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ထူးခြားတာကတော့ဒီတော်လိုင်းအစမှာ စစ်တပ်ကိုဆန့်ကျင်ခဲ့လို့ပေါ့နော်ဆန့်ကျင်ပုံခံခဲ့လို့တော်လှန်ခဲ့တဲ့အတွက်ကြောင့်ဖမ်းဆီးထောင်ချခံခဲ့ရတဲ့အမှုပညာရှင်မောင်နှံဖြစ်တဲ့ PTU နဲ့အင်ရာကျော်စင်တို့လည်းပါဝင်တာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီချင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီစစ်တပ်ကပေါ့နော်ဒီပြည်နယ်မှာရှိနေတဲ့အမှုပညာရှင်တွေဟာဟိုဖိအားပေးခံနေရတယ်စစ်တပ်ရဲ့ဝါရဖြတ်မှုတွေမှာပါဝင်မှုပေါ့ဗောအတင်းအကျပ်ဖိအားပေးခိုက်ခံနေရတယ်ဆိုတော့ဒီပြောဆိုချက်တွေလည်းရှိနေတယ်လို့တစ်ဖက်မှာလည်းဒီစစ်တပ်နဲ့ပူးပေါင်းနေပေါ့နော်ဘယ်လိုမျိုးအမှုပညာရှင်တွေကိုမဆိုးဒီလူမှုရေးပြစ်ဒဏ်ပေါ့နော် social punishment တွေ boycott တွေလုပ်ကြဖို့တိုက်တွန်းပြောဆိုနေရတယ်လည်းရှိနေပါတယ်အတစ်ဖက်မှာပဲဒီစစ်တပ်ဟာရွေးကောက်ပွဲဆန့်ကျင်တဲ့လူတွေရွေးကောက်ပွဲကိုပုံဖြတ်တယ်လို့ယူဆတဲ့လူတွေကိုဖမ်းဆီးထောင်ချတာတွေကိုဇက်တိုက် ပြုလုပ်နေခဲ့ပြီးတော့ဒီထဲမှာအမှုပညာရှင်တွေလည်းပါဝင်တာတွေ့ရပါတယ်။အဲအမှုပညာရှင်တွေကိုပဲတစ်ဖက်မှာဒီစီယုံလှုံ့ဆော်ဖို့ ရေကောက်ပွဲအတွက်စီယုံလုံးချော်ဖို့ဖိအားပေးရရှိတယ်လို့ပဲတစ်ဖက်မှာလည်းဒီရေကောက်ပွဲမှာမပါဝင်မှုဒါမှမဟုတ်ရေကောက်ပွဲအကြောင်းမူပေါ့နော်ပုံဖြတ်တယ်လို့သူတို့အနေနဲ့ဆွဆွဲပြီးတော့ယူဆတဲ့အမှုပညာရှင်တွေကိုလည်းဒီဖန်ဆီးထောင်ချထားတာရှိပါတယ်အဲဒါတွေကတော့ဒီမှာဆိုလို့ရှိရင် Driver Mighty အဲစမူထွန်းသက်လွင်အောင်ချမ်းလူနောက်တရုတ်ဆောင်တဲ့လူရှင်တော်တွေအဲတချို့လည်းပါဝင်နေရအောင်ရှိရဲပေါ့နော်အဒီချင်းတွေပေါ်မှာစောင့်ကြည့်လေ့လာသူတွေကတော့ပေါ့နော်ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီချင်းတွေကစစ်တပ်ကလုတ်တဲ့ view ဟာတစ် ခုဖြစ်တယ်ပေါ့နော်ရွက်ောက်ပွဲနဲ့ပတ်သက်ပြီးတော့ပွဲစုစီကျင်လို့စစ်တပ်ကလုံနေတယ်လို့အဲတုံးသက်တာရှိတယ်ပေါ့နော်ဒါကြောင့်ဒီချင်းတွေကိုလှစ်လူရှူပြီးတော့ဝေဖန်တုံးသက်တာတွေမလုပ်ကြဘူးလဲအဲစောင့်ကြည့်လေးလာသူတွေကပြောဆိုနေတာရှိပါတယ် အဲနောက်ပြီးတော့ဒီနိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတင်ပေါ့နော် AAPP ရဲ့ဒီအတီးပြုတ်ချအတီးပြုတ်ထားတဲ့သတင်းချက်လက်တွေရဆိုလို့ရှိရင်ဒီကနေ့၁၂ရက်နေ့အထိပေါ့နော်ရွေးကောက်ပွဲဒီကောက်ွယ်ရေးဥပဒေနဲ့ဖမ်းဆီးထောင်ချအဲဖမ်းဆီးအရေးယူခံရတဲ့ဒီနိုင်ငံအဲဒီပြည်သူတွေရဆိုလို့ရှိရင်89ရောက်အထိသူတို့အတီးပြုတ်ထားတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော့အမည်တို့ဒီတိတိကျကျ data တွေရဖို့အတွက်ဆိုလို့ရှိရင်တော့54ရောက်ကအတီးပြုတ်နေစေအခြေအနေလို့ပြောပါရတယ် ဒီကိန်းကနဲ့တွေရာဆိုလို့ရှိရင်ဒီ APP ရဲ့လလန်းမီရရှိထားတဲ့ကိန်းကနဲ့ရေးထွက်တာဖြစ်ပြီးတော့ဒီမြေပြင်မှာဆိုလို့ရှိရင်လည်းဒီထက်ပိုပြီးတော့များနိုင်တယ်လို့ဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခုကြူအားကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်